Welcome to the class students. ကျန်တာကျောင်းသူတို့အတန်းကနေကြိုဆိုပါရစေ။တခြားတော့ Grade 5 English ကိုသင်ကြားတဲ့တခြားရှမ်းစာမူဖြစ်ပါတယ်။ဒီနေ့လေ့လာမယ့်သင်ခန်းစာကောင်းစဉ်က Unit 6 Staying Healthy Lesson 2 Healthy Habits ဖြစ်ပါတယ်။ တချို့ရို unit forum က model verb တွေအကြောင်းလည်လာခဲ့တာတအားသမီးတို့မှတ်မိပါသေးသလား model verb တွေကဘာတွေလဲဘာရှိလဲဆိုရင် can could shall should will would may my must ဒီလို model verb ၉ခု ရှိပါတယ်เนาะဒီနေ့သင်ခန်းစာမှာတော့တချို့ model verb shoot ကိုတွေးရမှာဖြစ်ပါတယ်။ shoot ကိုဘယ်အချိန်မှအသုံးပြုလဲဆိုရင်အကြံပေးတဲ့အခါမှာအသုံးပြုပါတယ်။ဘာအဓိပ္ပာယ်ရလဲဆိုရင် think ဒီလို့အဓိပ္ပာယ်ရပါတယ်။ For example ဥပမာအနေနဲ့ဒီနေ့သင်ရမယ့် lesson 2က healthy habits ကျမ်းမာတဲ့အလေးချင်းတွေအကြောင်းကို လေ့လာရမှာဖြစ်ပါတယ်။ဆိုတော့ ျမ်းမာတဲ့အလေးချက်တွေထားတဲ့ဆိုပြီးတော့အကြံပေးတဲ့အခါမှာ Modovav shoot ကိုတုံးထားကြောင်းကိုတချို့တို့တွေ့ရမှာပါ။ဥပမာအနေနဲ့နေနေတိုင်းရေအများကြီးတောက်တဲ့ You should drink a lot of water every day. ဒီလိုမျိုး should Modovav ကိုတုံးလို့ရပါတယ်။ဒါပေမဲ့အငင်းဘက်ကပြောမယ်။အငင်းဘက်ကပြောမယ်ဆိုရင်တချို့တို့ဘာထည့်ရမလဲဆိုရင် not ကိုထည့်ရပါမယ်။ should not တို့မဟုတ် contraction ထည့်ပြီး shouldn't ဆိုပြီးတော့ပြောလို့ရမယ်။ဥပမာအနေနဲ့နင်းတကြားလုံးအများကြီးမစားသင့်ဘူး။ You should not eat a lot of sweets တို့မဟုတ် contraction ထည့်ပြီးတော့ You shouldn't eat a lot of sweets ဒီလိုမျိုး model verb should ကိုအကြံပေးခြင်းတဲ့အခါမှာသုံးတာဖြစ်ပါတယ်။ဒီ lesson 2မှာလည်းတခြားတော့ရှောက် should ကိုတွေ့သွားမှာပါ။ โอเคဆက်ပြီးတော့တခြားဒီနဲ့နောက်ထပ်နောက်အမျိုးအစားအစ်စ်တစ်ခုနဲ့မိတ်ဆက်ပေးခြင်းပါတယ်။အရင်တစ်ချိန်တုန်းကတခြားတို့ singular noun နဲ့ plural noun တွေအကြောင်းကို လေ့လာခဲ့တယ်။ဒီနေ့ကတော့ countable noun နဲ့ uncountable noun အကြောင်းကိုလေ့လာသွားမှာဖြစ်ပါတယ်။ countable nouns နဲ့ uncountable nouns နှစ်ခုလုံးမှာ singular ပုံစံနဲ့ plural ပုံစံရှိရယ်။အ ਨੇ ပုံစံရှိပြီးအများပုံစံရှိရယ်။ အရင်ဆုံး countable nouns ရေတွက်လို့ရတဲ့ nouns တွေ nouns တွေမှာရေတွက်လို့ရတဲ့ဟာရှိတယ်။ဥပမာအနေနဲ့လူလူဆိုရင်တယောက်နှစ်ယောက်တရိစ္ဆာန်တရိစ္ဆာန်ဆိုရင်တစ်ကောင်နှစ်ကောင်ပြီးရင်အရာဝတ္ထုအရာဝတ္ထုမှာဆိုရင်အတီးတီးရှိပါတယ်။ခွက်ဆိုရင်တော့တစ်ခွက်နှစ်ခွက်အတီးဆိုရင်တော့တစ်လုံးနှစ်လုံးဒီလိုမျိုးရေတွက်လို့ရပါတယ်နော်။ ဒါဆိုရင်တချို့ရို countable nouns ဥပမာလေးတွေကိုဖတ်ကြည့်ကြရအောင် countable nouns မှာ singular ပုံစံရှိရယ် plural ပုံစံလည်းရှိပါတယ် singular ပုံစံ a boy ကောင်းလေးတယောက်ဒါပေမဲ့ plural ဆိုရင်တော့ boys ပြီးရင် singular မှာ a toy plural မှာဆိုရင် toys ရေတွက်လို့ရပါတယ်เนาะ being an apple ပန်တီ apples ပန်တီများဒီလိုမျိုးရေးတွက်လို့ရတယ်ပြီးရင်ခုနလေးကတစ်ချက်ပြောရတဲ့အတိုင်း singular ပုံစံ plural ပုံစံရှိပြီးတော့ဒီ plural ပုံစံမှာတော့မှ ရေးတွက်လို့ရပါမယ်အရေးအတွက်ကိုတည်တည်ချက်ချာမရနိုင်ခဲ့ရင်မရနိုင်ခဲ့ရင်ဆိုတာရေးတွက်ဖို့အတွက် ပမာဏကအရန်များနေတယ်သို့မဟုတ် နေနေတယ်ဆိုလို့ရှိရင်တစ်ချက်ရောက many few သို့မဟုတ် a lot of ဆိုတဲ့စကားလုံးတွေကိုထည့်ပြီးတော့သုံးလို့ရပါတယ်။ many ဆိုရင်စာအုပ်အများကြီးရှိတယ်။ many ရဲ့အတိတ်ပေက အများစုပေါ့နော်။စာအုပ်အများစုရှိတယ်ဆိုလို့ရှိရင် many books လို့ပြောလို့ရတယ်။ဒါမဲ့စာအုပ်အနည်းစုပဲရှိတယ်ဆိုရင်တော့ few books ဆိုပြီးတော့သုံးလို့ရတယ်စာအုပ်အများကြီးရှိရဲဆိုရင်တော့ a lot of books ဆိုပြီးတော့သုံးလို့ရပါတယ်ပြီးရင် friends တငယ်ချင်းအများစုရှိရဆိုရင် many friends ဒါမဲ့တငယ်ချင်းနည်းနည်းပဲရှိရပေါ့နော်အ ਨੇ စုပဲရှိရဆိုရင် few friends တငယ်ချင်းအများကြီးရှိရဆိုရင်တော့ a lot of friends ဆိုတော့ဒီလိုမျိုး countable nouns ရေးတွက်လို့ရတဲ့ noun ဒီရေးတွက်လို့ရတဲ့ noun ရဲ့ plural ပုံစံမှာတော့မှ plural အများကိန်းကအရင်များနေတယ် သို့မဟုတ်ပမာဏကရေတွက်လို့မရဘူးဒါမှမဟုတ်ရေတွက်ဖို့ရန်အတွက် နေပေမဲ့လည်းအရင်နေတာမဟုတ်ဘူးပေါ့နော်အဲ့လိုမျိုးဆိုလို့ရှိရင်တခြားတို့က many few သို့မဟုတ် a lot of many ဆိုတာက အများစု few ဆိုတာက အနည်းစု a lot of ဆိုတာက အများကြီးဒီလို many few a lot of ဆိုတဲ့သကလုံးတွေနဲ့သုံးလို့လည်းရပါတယ်။ဒါဆိုရင် teacher ကို ရေတွက်လို့ရရဲ့ now countable nouns တွေအကြောင်းကိုကြည့်ပြီးပြီး uncountable nouns အကြောင်းကိုကြည့်သွားပါမယ်။ uncountable nouns ရည်တွက်လို့မရတဲ့ nouns တွေဘာရှိလဲကြည့်သွားပါမယ်။ liquids and some food အရည်တွေနဲ့အချို့သောအစားအစာတွေဥပမာအနေနဲ့ water တချို့တောက်နေတဲ့ရေရည်တွက်လို့ရလားမရပါဘူးเนาะသူက uncountable nouns ထဲမှာပါတယ် ပြီးရင်တချို့သောအစားစားဆိုတော့ဥပမာအနေနဲ့ salt စာရေတွက်လို့ရပါသလားမရပါဘူးเนาะပြီးရင်ဘာရှိလဲဆိုရင် ideas and concept အကြံဉာဏ်တွေဥပမာအနေနဲ့ love ချစ်ချင်းတချို့တို့ရေတွက်လို့ရလားမရဘူးเนาะ hate အမုန်းတရားရေတွက်လို့မရဘူး peace ငြိမ်းချမ်းခြင်း ဒါကလည်းတချို့ရောရည်ရွယ်လို့မရပါဘူး။ဘာရှိတယ်လဲဆိုရင် information သတင်းအချက်လက်တွေပြီးတော့ဘာရှိလဲဆိုရင် information သတင်းအချက်လက်တွေဥပမာအနေနဲ့ news သတင်း advice အကြံဉာဏ်ပြီးတော့ knowledge ဘ ഹു တုတဒီဟာတွေကရည်ရွယ်လို့မရပါဘူး။ပြီးတော့ရည်ရွယ်လို့မရတဲ့နောင်းထဲမှာဘလို့အမျိုးအစားရှိသေးလဲဆိုရင် categories gender alike ဘာကိုပြောချင်တာလဲဆိုတော့ဥပမာ music music ဆိုတာက song နဲ့မတူပါဘူးเนาะတခြင်းဆိုလို့ရှိရင်တခြင်းတစ်ပုတ်နှစ်ပုတ်တခြားဒီလိုမျိုးရေတွက်လို့ရသေးတယ် music ကကြတော့ဒေဂီတာကို ပြောတာဖြစ်တယ် chair ရေတွက်လို့မရဘူးပြီးရင်ဘာရှိသေးလဲဆိုရင် furniture ဒီမှာ furniture ဆိုတာကအခန်းအပြင်ဆင်ပစ္စည်းတွေကို ပြောတာဖြစ်ပါတယ်အခန်းအပြင်ဆင်ထဲမှာစပွဲရှိမယ်ဂဒင်းရှိမယ်ဘီရိုရှိမယ် ဒီလိုမျိုးအများကြီးရှိနေတဲ့အတွက်ကြောင့်မလို့ရေတွက်လို့မရဘူးလို့တချေရောသတ်မှတ်ပါတယ်။ဟုတ်ပြီဒါက uncountable nouns တွေဖြစ်ပါတယ်နော်။ uncountable nouns မှာလည်း singular ပုံစံရှိပြီးတော့ plural ပုံစံရှိရယ်။ singular ပုံစံကတော့ထွထွတူတူပြောစရာမလိုဘူး။ plural ပုံစံမှာတော့တချေရောဘယ်လိုပြောလဲဆိုလို့ရှိရင်အရှိကတချေရောက many few a lot of လို့ပြောခဲ့တယ်။ဒါမဲ့ uncountable noun ဆိုလို့ရှင်တော့တချေရောက ဲ့ဒီစကားလုံးတွေကိုမသုံးမဲနဲ့ much little a lot of ဆိုရက်ဒီစကားလုံးတွေကိုသုံးပါတယ်ဥပမာလေးနဲ့ much much water ရေအနေငယ် little little information တရင်အချက်လက်နည်းနည်းပြီးရင် a lot of a lot of fun ပြောစရာအများကြီး ဒီ much little a lot of noun မှာ like တဲ့ noun တွေကိုကြည့်မယ်ဆိုရင် uncountable nouns တွေဖြစ်ပါတယ်เนาะဆိုတော့ဒါကတော့ countable nouns နဲ့ uncountable nouns အကြောင်းကိုသင်ကြားပေးသွားတာဖြစ်ပါတယ် teacher တို့ let's turn to page 56စာမျက်နှာ56ကိုကြည့်ရအောင် teacher တို့ 5a နဲ့ 5b လေ့ကျင့်ခန်းအတူတူလုပ်သွားပါမယ်เนาะ 5a အရင်လုပ်ပါမယ် 5a Study the following mind map of Bobo's healthy habits. Then, read the text. Bobo ရဲ့စိတ်ကူးထဲမှာရေးမှတ်ထားတဲ့ကျန်းမာတဲ့အလေးချင်းတွေအကြောင်းကိုလေ့လာကြည့်ပါ။ပြီးတော့စာကိုဖတ်ပါတဲ့။ဒါဆိုရင်အောက်မှာတချို့ပုံလေးကို တွေ့ရပါသလား။အဲ့ဒီပုံလေးမှာဒီဘိုဘိုရဲ့အတွေးရဲ့ဘေးနားလေးမှာအဝိုင်းလေးတွေကိုတချို့တွေ့ရပါတယ်နော်။ ဒီလိုမျိုးအဝိုင်းတွေအများကြီးအများကြီးစုနေတဲ့ဟာကိုဘာလို့ခေါ်လဲဆိုရင် mind map လို့ခေါ်ပါတယ် mind map ကအရင်ဆုံးကဏ္ဍတစ်ခုကိုသတ်မှတ်ထားတယ်ဒီမှာတော့ဘဘိုကဘာလို့သတ်မှတ်ထားလဲဆိုရင် my healthy habit ဆိုပြီးတော့သတ်မှတ်ထားတယ်ငါရဲ့ကျန်းမာတဲ့အလေးချင်တွေအဲ့ဒီကနေမှတစ်ခုချင်းစီ꿰ထွက်သွားတယ်ကဏ္ဍကတော့ဒီကဏ္ဍပဲဒါပေမဲ့အဲ့ဒီကဏ္ဍကနေပြီးတော့꿰ထွက်သွားတဲ့ဟာတွေ ဒီလိုမျိုးကိုဘာလို့ခေါ်လဲဆိုရင် teacher က mind map လို့ခေါ်ပါတယ်။ဒါဆိုရင်ပိုပိုရဲ့ healthy habits တွေကိုဖတ်ကြည့်ပါမယ်နော်။ Cover my mouth and nose when I cough. ချောင်းဆိုးရင်ပါးစပ်နဲ့နှာခေါင်းကိုသူအုပ်ပြီးတော့မှဆိုပါတယ်။ပြီးရင် now healthy habits ပါရှိသေးလဲဆိုရင်သူ့ရဲ့ဘေးနားကိုသွားမယ်။ exercise regularly. လေ့ကျင့်ခန်းပုံမှန်လုပ်တယ်။နောက်တစ်ဖက် teacher တို့ clockwise position နဲ့သွားပါမယ်နော်။ eat fruit and vegetables အတိနံနဲ့ဟင်သိဟင်ရတွေစားတယ်။သူရဲ့နောက်ထပ် healthy habits နောက်တစ်ခု drink milk နာနိုတောက်တယ်။နောက်တစ်ခု wash hands regularly လက်ကိုပုံမှန်ဆေးတယ်။နောက်တစ်ခု wear clean clothes တန်ရှင်းတဲ့အဝတ်အစားကိုဝတ်ဆင်တယ်။ဒါဆိုရင်ဒါကဘူဘိုရဲ့ healthy habits ။ ပူပိုရဲ့ကျမ်းမာတဲ့အလေးချင်တွေဖြစ်တယ်။စုစုပေါင်းဘယ်နှခုတွေ့ရလဲတအားရသူမျိုးတို့။ဟုတ်ပါရဲ့ဒီချို6ခုတွေ့ရပါတယ်နော်။ပူပိုရဲ့ mind map ကိုဒီချို၄လလာပြီးပြီဆိုတော့စာကိုသွားဖတ်ရအောင်။ Let's read the text. My healthy habits. ကျွန်တော်ဤကျမ်းမာသောအလေးအကျင့် I always try to stay healthy by following these healthy habits. ကျွန်တော်ကဒီကျမ်းမာတဲ့အလေးအကျင့်တွေကို လိုက်လို့ပြီးတော့အမြဲကျန်းမာအောင်နေဖို့ကြိုးစားပါတယ်။ To be fit, I exercise regularly and eat fruit and vegetables. ခန္ဓာကိုယ်ကိုကျစ်လက်ဖို့ရန်အတွက် ပုံမှန်အားဖြင့်လေ့ကျင့်ခန်းလုပ်တယ်။ပြီးတော့အသီးနှံနဲ့ဟင်းသီးဟင်းရွက်ကိုကျွန်တော်စားပါတယ်တဲ့။ဒီမှာတခြား other frequency တွေကိုလည်းတွေ့ရပါတယ်နော်။ပြီးတော့ဆက်ဖက်ပါမယ်။ I also drink a glass of milk every day. နေ့စဉ်နေ့တိုင်း noa no dokwa tu tau de. To keep myself clean, I wash my hands regularly and wear clean clothes. ဒီကိုရေတန့်ရှင်းဖို့ရန်အတွက်လက်ကိုပုံမှန်ဆေးရပြီးတော့တန့်ရှင်းတဲ့အဝတ်အစားကိုသူဝတ်စင်ပါတယ်တဲ့ To keep everyone safe, I cover my mouth and nose when I cough. chong na လူတိုင်းလုံခြုံဖို့ရန်အတွက်ချောင်းဆိုးရဆိုရင်ကျွန်တော်ရဲ့ဗစက်နဲ့နှာခေါင်းကိုအုပ်ပြီးတော့မှကျွန်တော်ဆိုးပါတယ်တဲ့ ဒါဆိုရင်ဒါကဘူဘိုရဲ့ healthy habits တွေဖြစ်တယ်နော်တချို့ရော 5B ကိုသွားရအောင် 5B right true or false မှန်တယ်ဆိုရင် true လို့ရေးမယ်မှားတယ်ဆိုရင် false လို့ရေးရပါမယ်1 2အထိရှိပါတယ်ဖတ်ရအောင်နော်1 Bobo doesn't exercise regularly Bobo ကပုံမှန်အားဖြင့်လေ့ကျင့်ခန်းလုပ်လို့မရှိပါဘူးတဲ့မှန်ပါသလားမှားပါသလားဒါတို့သမီးတို့မှားပါရဲ့နော် ဘေးနားတွေမှာ F A L S E false ဆိုပြီးတော့ရေးရအောင် Number 2 He eats fruit and vegetables သူကအတိအနှံနဲ့ဟင်းသီးဟင်းရွက်တွေကိုစားသုံးပါတယ်တဲ့မှန်ပါသလားမှားပါသလားမှန်ပါရဲ့နော် T R U E true ဆိုပြီးတော့ဘေးနားမှာရေးရအောင် Number 3 He drinks a glass of milk every day. သူနေ့တိုင်းနွားနို့တစ်ခွက်တောက်ပါတယ်တဲ့

သူကချောင်းဆိုးတဲ့အခါမှာသူ့ရဲ့ပါးစပ်နဲ့နှာခေါင်းကိုမအုပ်ပါဘူးတဲ့မှန်ပါသလားမှားပါသလားမှားပါရဲ့နော် false ဟုတ်ပြီဒီ channel လေ့ကျင့်ခန်းတူလုပ်ပေးတဲ့အတွက်ကျေးဇူးပါ teacher တို့ဒီနေ့ဘာအကြောင်းအရာလေ့လာခဲ့လဲဆိုရင် model verb should အကြောင်းကိုလေ့လာခဲ့တယ် should ကိုအကြံပေးတဲ့အခါမှာသုံးတာဖြစ်ပါတယ်ဒီ healthy habits ကျန်းမာတဲ့အလေးချင်းတွေနဲ့ပတ်သက်ပြီးတော့အကြံဉာဏ်ပေးရှင်တဲ့အခါမှာ modal verb ရှိကိုတခြားလို့တုံးလို့ရတယ်။ပြီးရင် noun အမျိုးအစားတစ်ခုကို countable nouns and countable nouns Grade 5 English Unit 6 Staying healthy Lesson 2 Healthy habits 1A Listen and complete the sentences using the given words. Number 1 You should brush your teeth twice a day. Number 2 You should take a bath every day. Number 3 You should go to bed early at night. Number 4. You should drink a lot of water every day. Number 5. You should exercise every day to stay healthy. Number 6. You should eat healthy food. 1B. Choose the correct answers. Then, listen and check. Number 1. I should exercise regularly. Number two, I shouldn't go to bed late. Number three, I should brush my teeth twice a day. Number four, I shouldn't eat a lot of sweets. Number five, I should wash my hands before and after every meal. How much water do you drink a day? I drink 8 glasses of water a day. How many times do you brush your teeth a day? I brush my teeth twice a day. How much rice do you eat for dinner? I eat two plates of rice for dinner. How many hours do you sleep a night? I sleep eight hours a night. A. You should cover your mouth and nose when you cough. B. You should wash your hands before and after every meal. C. You should clip your nails often. D. You shouldn't spit in public places. B. You should wear a mask when you have got a cold. For a Listen to Nanda talking about her six healthy habits and fill in the blanks. Number 1. You should wash your hands often. Number 2. You shouldn't eat a lot of sweets. Number 3. You should drink a glass of milk every day. Number 4. You shouldn't go to bed too late. Number 5 you should get up early in the morning. Number 6. You shouldn't drink sweet juices. 5A. Study the following mind map of Bobo's healthy habits. Then, read the text. My healthy habits. I always try to stay healthy by following these healthy habits. To be fit, I exercise regularly and eat fruit and vegetables. I also drink a glass of milk every day. To keep myself clean, I wash my hands regularly and wear clean clothes. To keep everyone safe, I cover my mouth and nose when I cough. ဒီနေ့သင်ခန်းစာကတော့ဒီလောက်ထိပါပဲ။ <laughs> ဒီနေ့သင်ခန်းစာကိုတာရတ်သမီးတို့နားလေသဘောပေါက်မယ်လို့တစ်ချက်မျှော်လင့်ပါတယ်။ Thank you for paying attention till the end. အဆုံးထိတရားလေးလာပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။နောက်အတန်းချိန်မှာတွေ့ကြမယ်နော်။ See you.